အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါ Arsenal အသင်းရဲ့ဒါအပြောင်းအရွှေ့သတင်းတွေထပ်ပြီးတော့ဒါကျွန်တော် update တွေထွက်လာခဲ့ပြီဖြစ်တယ်။ Arsenal အသင်းကလက်ရှိမှာဒါကျွန်တော်သိကြတယ်မဲ့ The Big System မှာဒါကျွန်တော်ပထမဆုံး Hewi ကိုရခဲ့တဲ့အသင်းဖြစ်ပေမဲ့ဒါကျွန်တော်ဒီပထမဆုံးအပြောင်းအရွှေ့ကာလမှာလည်းတကယ်ကိုဘယ်သူမှဒါတည်တည်ရှိရှိမခေါ်နိုင်ခဲ့တဲ့ဒါကျွန်တော်တို့အသင်းတွေကအသင်းသတင်းဖြစ်ခဲ့တယ်။မြောက်လန်နဲ့နှစ်သင်းတဲ့အသင်းပေါ့နော်ဒါကျွန်တော် Spa ကဒါနီးပြခေါ်ခဲ့တယ်ဆိုပေမဲ့ဒါပါလက်ရှိမှာ Arsenal အသင်းကဒါကျွန်တော်တို့တကယ်နဲ့အမှန်တမ်းပြောမယ်ဇူဘီမန်ဒီကို Arsenal အင်ဂျင်နဲ့ဒါဂျွန်လာတရက်နေ့ကဂျွန်လာ10ရက်နေ့ကြားထဲမှာတွေ့ရမှာမိုင်မဲ့တကယ်နဲ့လက်ရှိအပြောင်းအရွှေ့ ကမတွေ့ကြရဘူး။ဒါပေမဲ့ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်ဒေးဗစ်အော်စတင်ကဒါစေးထားပါဆိုတဲ့အပြောင်းရွှေ့ကိုသူ့အနေနဲ့ပြောခဲ့တယ်။လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ဒေးဗစ်အော်စတင်ကတော့လက်ရှိမှာဒါသတင်းတွေအများကြီးထွက်နေခဲ့ပြီးမဲ့ Real Madrid အသင်းတွေနဲ့ဒါကျွန်တော်တို့ဒူဘီမန်ဒီကိုတကယ်ကိုဒါလိုက်ခဲ့ခြင်းအကြီးကျယ်လိုက်ခဲ့ခြင်းမရှိဘူး။ဒါပြင်ဒါအပြင်ကျွန်တော်အာစနယ်အသင်းနဲ့တူဒါကျွန်တော်ဇူဘီမန်ဒီကမချခင်မှာအာစနယ်ကစားသမားဖြစ်တော့မှာဖြစ်ကြောင်းကိုဒေးဗစ်အော်စတင်ကထပ်မံပြီးတော့ဒါ confirm လုပ်ပြခဲ့တာတွေ့ရ။ပြောချင်တာကဒါဇူဘီမန်ဒီနဲ့ဘယ်လိုပဲသတင်းတွေထွက်ထွက်လက်ရှိမှာအာစနယ်ကစားသမားဖြစ်လာဖို့အတွက်ရာဂိုင်းနှုံးတွေများနေဆိုတဲ့ ဲ့သတင်းကိုတော့ဒီနားမှာကျွန်တော်တစ်ဖက်ဖြတ်ချင်တယ်။တချို့မှာဒါကျွန်တော်အာစတိုသိနေရကြတာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမှုကောင်းတဲ့ဥစ္စာကလာနံပါတ်၄ပေါ့သူတို့အတွက်ဒါတိုက်စစ်မှုပေါ့နော်နံပါတ်၉ပေါ့နော်အခုချိန်ဒီအာဆနယ်သင်းကဒီတိုက်စစ်မှုနေရာအတွက်တော်တော်လေးကူတာခရဲရိုက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးတွေ့မြင်လာခဲ့ရတယ်။အာဆနယ်သင်းကဒါမင်းညကဒါကျွန်တော်အရာရှိတွေအနေနဲ့ဒါကျွန်တော်တို့ Victor Caio Gades ကိုဟုတ်ပါတယ် Benjamin Sesko မဟုတ် ပြန်တော့ပါဘူး။ Victor Caio Gades ကိုဒါကျွန်တော်တို့မင်းညကဒါလန်ဒန်မှာဒါကျွန်တော်တို့သူတို့ရဲ့ မြို့မှာဒါကျွန်တော်တွေ့ခဲ့ရတယ်လို့သတင်းထွက်ပေါ်လာခဲ့ပြီးတော့ဒါနောက်ဆုံးဖက်လောက်ကတော့ကျွန်တော်ဘန်ဂျမင်ဆက်စကွေအပြောင်းရွှေ့ကိုလည်းအာစနိုတင်းကစိတ်ဝင်စားလုပ်နေတယ်ဆိုပေမဲ့ဖိတာကာယိုဂရက်စ်ဘက်ကိုလည်းပြန်ပြီးတော့လှည့်လာတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဒီသတင်းကိုဒါဘန်ဂျီကော့ကနေတင်ထားတဲ့ကြောင့် TDD 3 level ရှိတယ်လို့ဆိုလို့ရတဲ့သဘောမှာရှိပါတယ်အဲ့တော့အာစနိုတိုက်စစ်မှုနဲ့ပတ်သက်ပြီးဘာဒီလုပ်နေလဲဆိုတဲ့မေးခွန်းကိုသူတို့ကသူတို့ပြန်ပေးရမယ်လို့မြင်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်အကုန်လုံးသိထားခဲ့တဲ့အကြောင်းအရာကဖြေကရှင်းရှင်းလေးဒါအာစနိုတင်းနဲ့တိုက်စစ်မှုနေရာအတွက်ဘန်ဂျမင်ဆက်စကိုခေါ် ခေါ်ယူခြင်းနဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ Benjamin Sesko ပထမဦးဆုံး offer မလုပ်ဘာကြောင့်လဲဆိုတော့သူတို့ပထမဦးဆုံး offer အငင်းခံရမှာဆိုတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒါကျွန်တော်တို့တိတ်တိတ်ချက်ချက်အသေးနဲ့သင်ကြားစကားပြောမယ်ဒါကျွန်တော် structure တစ်ခုကိုဒါကျွန်တော်တည်ဆောက်မယ်ပြီးရင်အဲ့ structure အတိုင်းပထမဦးဆုံးကန့်လန့်မှုကန့်လန့်ပြီးတော့ပထမဦးဆုံးကန့်လန့်မှုမှာဒီ bingo ပေါ်တော့ဒါလုံးဝဒါကျွန်တော်ခေါ်ယူနိုင်တဲ့ပုံစံမျိုးကို Arsenal သင်ကလုတ်သွားဖို့တဲ့ကြံစီနေတဲ့အတွက်ကြောင့်မလို့ဒီတိုက်စစ်မှုအပြောင်းရွှေ့မှာကြာနေတယ်ဆိုပြီးတော့ Arsenal ဘက်ကသတင်းလွှင့်ထားခဲ့တယ်လက်ရှိမှာဒီတိုင်းလည်းမဟုတ်တော့ဘူးအခုလက်ရှိမှာ Victor Kyogres ပဲပြင်ရောက်သွားခဲ့ပြန်ပြီ Victor Kyogres ရဲ့အပြောင်းရွှေ့ကို ဲကျွန်တော်လက်ရှိမှာအာစနိုသင်းတဲ့ဒီဇိုင်းမမတ်လှုပ်ဆောင်နေပြီးတော့မင်းညကပေါ့ဟေးပါကျွန်တော်တို့အတွက်မင်းညကျွန်တော်တို့အတွက်ဒီနေ့မနက်အစောပိုင်းမှာဒါ Victor Kyogres ရဲ့ agent အနေနဲ့အာစနိုသင်းတို့ကတွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ Victor Kyogres ကိုလည်းပထမဦးဆုံးအကြိမ်ကန့်လန့်မှုပြုလုပ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထပ်ထပ်မှန်ပြီးထွက်ပေါ်လာအဲ့တော့ဒီညမှာတော့ကျွန်တော်တို့တချို့သောအာစနိုပရိသတ်တွေကိုမသိပါနဲ့ဒါပေမဲ့အာစနိုအသင်းကဒါကျွန်တော်တို့ကစားပရိသတ်တွေကိုများပလီးနေသလားလို့လောင်းမေးရမယ်တမပေါ့အဲ့တော့အပြောင်းရွှေ့ရသည်ပထမပိုင်းဒါကျွန်တော်တို့တရက်နေ့ကနေ၁၀ရက်နေ့ကြာပြီးသွားခဲ့တာဖြစ်တဲ့ဒါပေမဲ့ဘာမှသိပြီးတော့မထူးသွားခဲ့ပေနဲ့ဒါကျွန်တော်ဇူဘီ မန်ဒီဂိုဟီယဝီဂိုတတရသွားခဲ့တယ်အဲ့တော့ဒါကျွန်တော်ဒီအပြောင်းရွှေ့ဒါကျွန်တော်တိုတယ်အားလုံးမဟုတ်ဒီ၁၂ရက်မြောက်ရကြာလေဒါမှမဟုတ်အဲ့အပြောင်းရွှေ့တရားဝင်မပိတ်ခင်ကတည်းကဒါကျွန်တော်အာစတိုသင့်တဲ့ ဒီနေ့ပြောင်းတလလောက်ရှိဘူးတလလောက်ကြာခဲ့တဲ့ဆက်စကူခေါ်မင်းဗစ်တာကာယိုဂရက်စကူခေါ်မင်းဗစ်တာကာယိုဂရက်စကူတရားဝင်ဆွေးနွေးနေပြီးလားဆက်စကူကိုမေးလိုက်ပြားဆက်စကူကိုပြန်ပြီးတရားဝင်ဆွေးနွေးနေအဲ့တော့ပြောချင်တာလက်ရှိမှာအပြောင်းရွှေ့ကာလကနောက်ထပ်၄ရက်နေပြန်ဖွင့်တော့မယ်အာဆုံသိနေခုချိန်ဒီဗစ်တာကာယိုဂရက်စလားဘန်ဂျမင်ဆက်စကူလားအခုချိန်ဒီမသေးကွဲသေးတဲ့ပြဿနာကအာဆုံပြိတ္တတွေတော်တော်လေးကိုဆိုးရိမ်နေတာဖြစ်လာခဲ့တယ်အဓိကကတော့ပုံစံပဲခါတိုင်းလိုပဲအာဆုံသင်ပြိတ္တတွေနေနဲ့ဒါဟိုလူလူစိတ်ဝင်စားလို့ဒီလူစိတ်ဝင်စားလို့နေဘယ်သူမှမခေါ်ဘဲနဲ့နောက်ဆုံးတော့ကာယာဗက်စ်ပဲတိုက်စစ် င်မှုဖြစ်သွားမှာအကုန်လုံးကစိုးရိမ်နေအဲ့တော့ဒီညမှာဒါကနပြောလို့ပဲအာစနိုသင်းနဲ့ဘန်ဂျမင်ဆက်စကိုတို့အနေနဲ့ဒါကျွန်တော်တို့လက်လျှော့လိုက်မယ်ဆိုတော့နားလည်လို့ရတဲ့ sequence တော့ရှိတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်က RB Leipzig အနေနဲ့ဒါကြောင့် Benjamin Sesko အတွက် Euro 93တန်းအတိအကျတောင်းထားတဲ့အတွက်ကြောင့်အာဆိုသင်းနဲ့ Okay ငါတို့အတွက်ဈေးရန်များလို့နဲ့ကွာ Leipzig နဲ့ဈေးညှိပြီး structure တွေညှိတာတော့မှအဆင်မပြေကြောင့်မို့ငါတို့က Victor Kyogres ကိုပြန်ကူးတယ်ကွာလို့ဆိုတဲ့ပုံစံမျိုးဆိုရင်လည်းကျွန်တော်အနေနဲ့လက်ခံပေးရမှာပဲ။ဒါဟာကျွန်တော်တို့ဒါလက်မခံလို့ရတဲ့အကြောင်းကတော့မဟုတ်ဘူး။ တို့ပေမဲ့တော့ညာလေတကယ်တည်းနင်းလားငါလားဟိကြည့်တဲ့အချိန်မှာအာစတုံအသင်းကဒီလိုပဲဟိုရွှေ့ရွှေ့ဒီရွှေ့ရွှေ့လုပ်တဲ့အချိန်မှာဒါကျွန်တော်ဟိုကစားသမားကိုလည်းဒါတခြားအသင်းကစိတ်ဝင်စားလာဒီကစားသမားကိုတခြားအသင်းကစိတ်ဝင်စားဥပမာအိမ်စမပြောအောင်ဘန်ဂျမင်ဆက်စကိုအခုလက်ရှိမှာအယ်ဟီလေးကစိတ်ဝင်စားအဲ့တော့အခုလက်ရှိမှာအာစတုံအသင်းကဒါဗစ်တာကာယိုကက်စ်အပြောင်းရွှေ့ကိုဒါလောအောင်โอเคဆက်စကကစည်းကြီးလို့ကွာဒါဆိုငါခဏမေးလိုက်မယ်ဆိုတဲ့အချိန်မှာဆက်စကမေးပြီးတော့ဗစ်တာကာယိုကက်စ်အပြောင်းရွှေ့ကိုအာစတုံအသင်းပြန်ပြီးအားဆိုင်တယ်ဒါလည်းလုတ်တဲ့မှာခုနကပြောသူတို့ရဲ့လက်ရှိ F4 ရတယောက်ချင်းစီအောင်ဆိုင်လို့ရတယ်မှန်တယ် ဒါပေမဲ့ပြန်စစ်စမ်းကြအောင်အခုလက်ရှိမှာဒါကျွန်တော်တို့ Fabio Romano ကဒီတောက်ရှာမှာတွေ့တုံးမှုတင်လာခဲ့တယ်။ပထမဆုံးကဒါ Saudi Club ပြီးအနေနဲ့ကျွန်တော်လမ်းပြန်ထွက်နေတဲ့ Proposal ကို Benjamin Sesko ပေးထားခဲ့တယ်။လက်ရှိမှာ Benjamin Sesko နေနဲ့ဥရောပမှာကစားခြင်းနေတာမှန်ပေမဲ့လက်ရှိမှာ Saudi Club ပြီးရဲ့ကလပ်မှုကိုလည်းတစ်ချက်တော့စောင့်ကြည့်နေတယ်ဆိုရဒုတိယတွေ့ရဲ့တတိယတွေ့ကနည်းနည်းလေးအငြင်းရှိတယ်။တတိယတွေ့ကလက်ရှိမှာဒါကျွန်တော်တွေ့နေတဲ့မှာမှာဒါအသင်းနာမည်ပါလာခဲ့ပြီ။လက်ရှိမှာဒါကျွန်တော် Ozil Mangus ဒါခေါ်ယူဖို့အတွက်ဆုံးရှုံးထားခဲ့တဲ့ဒါကျွန်တော်တို့တိုက်စစ်အသေးတိုက်စစ်လိုအပ်တဲ့အသင်း El Hilal အနေနဲ့ Benjamin Sesko တပတ်လောက်ခလာစားတာ Euro 5သိန်းနဲ့ကန်လန်းဖို့အတွက်ဒါသူ့ရဲ့ offer ကိုတေးပဲပေါ်တင်လိုက်ပြီးဖြစ်ပြီးတော့အကဲကြီးကစားသမားသာကောင်းညီလိုက်မယ်ဆိုရင်တော့ဒါ El Hilal အနေနဲ့ဒါကျွန်တော်တိတိလောက်ကိုပြောရမယ်ဆိုရင်သူတို့အနေနဲ့ဒါ live zone တရားဝင်ဆွေးနွေးသွားမယ်လို့သိရတယ်တမပါအဲ့တော့လက်ရှိမှာအကဲကြီးခမရသာ Sesko ဆိုရင်ခမရဒါခုနပြောသူခမရကိုလာပြီးတရားဝင်စိတ်ဝင်စားနေတဲ့အသင်းနောက်တစ်ယောက်ကဒါအကြီးကျယ်စိတ်ဝင်စားနေတဲ့အပိသက်ခေါ်ပါမယ်ဆိုရဲ့သတင်းတွေပြန်ထွက်လာ လာတဲ့အချိန်မှာခမရဘလို့ပြောမယ်အဲ့တော့ကျွန်တော်မြင်ကြည့်တာအကယ်ကွနာပေါ့အဲ့တော့လက်ရှိအာဆိုတဲ့နဲ့တကယ်လောက်ရမယ်အကြောင်းအရာကသူတို့အနေနဲ့ target တခု viable တိချရွေးရတယ်မှာ sasco ဆိုလဲ sasco အပီးလိုက်လဲတော့ဒါကအကောကွနာပေါ့ချွတ်ရကိုတိဗျာဒီလောက် market ကြီးသူတို့လည်း like ချင်လို့လဲမှာမှန်ပါတယ်ဒါပေမဲ့တကွနာပေါ့အခုလက်ရှိချိန်မှာ sasco က okay arsenal ကမတိချမရရနေနေများနေပြီအဲ့ကြောင့်မို့ငါကတော့တိချရရတဲ့ sorry club ရဲ့ ကလန်မှုကိုတရားဝင်လက်ခံပလိုက်မယ်ဆိုရင်ကောအဲအဲ့ဒီချိန်မှာဒါအာစနိုသင်းကကာယိုဂရက်စ်နဲ့ပဲကြက်မယ်အဲကာယိုဂရက်စ်ကအခုလက်ရှိမှာကာယိုဂရက်စ်လည်းသူပြဿနာရသူဖြစ်နေတယ်အခုလက်ရှိမှာဒါကျွန်တော်ကောလာဟာလာတွေတက်နေလို့ကျွန်တော်ယူရို65တန်းမဟုတ်တော့ပြန်ဘူးဆိုတဲ့သတင်းထွက်လာခဲ့တယ်ဘာကြောင့်လဲဒါကျွန်တော်တို့လက်ရှိမှာ Sporting ရဲ့ဥက္ကဋ္ဌကကာယိုဂရက်စ်ရဲ့အပြောင်းရွှေ့အတွက်ယူရို80ဆိုတဲ့ဈေးတစ်ခုကိုတောင်းလက်ခံမှာမဟုတ်ဘူးဆိုပြီးသူနဲ့ပြောလာခဲ့တယ်သူတို့အနေနဲ့ဒါလက်ရှိမှာ ကျန်တော့ကျန်တယ်ဗျာအဲ့ဘက်ဘာလဲဆိုတော့ခမားတို့ကျွန်တော်ဘလူးပဲပြောနေပြောနေခမားတို့ကျွန်တော်နောက်ဆုံးပြတလာမှာဟိုချိန်ချောက်တာပြီကျွန်တော်တောက်ကယူမဆိုင်ဘူးကျွန်တော်ဒီဘောလုံးလောက်ကမှာလွတ်လွတ်တာကြာလာပြီဒီအပြောင်းရွှေ့တော့ဒီဟိုအပြောင်းရွှေ့နဲ့ပတ်သက်ပြီးချိန်ချောက်မှုဒါလုံးဝကယူမဆိုင်ဘူးဆိုတော့ပုံစံမျိုးကိုမနစ်ကစောင်းရတည်ခဲ့ပြောထားရဆိုပြီး Athletic UK သူတို့ရဲ့ဒါ Twitter ဆာမျက်နှာမှာအကြီးဖော်ပြခဲ့တယ်မင်းညာအဲ့တော့ပြောချင်တာ Sporting ကအကောင်ကရှင်းတယ်သူကနာဘောတွေလက်ရှိမှာကစားသမားရဲ့ demand အရသူဈေးကင်သွားဖို့ရှိတယ်ကစားသမားမှာတော့အခုချိန်ထိဒါကျွန်တော် Euro တန်းတရာစာချုပ်ဖြတ်သိမ်းကြီးရှိသေးတာမှန်ပေမဲ့ တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement နေမှာဒါတကယ်တမ်းခုနကပေါ့ sporting ကပဲဈေးကန်တော့အဲ့တော့ arsenal တိတဲ့ဒီဟာကိုဒါကြီးကိုလိုက်ပြီးပလေးရမယ်တပါ့ဘာပြဿနာကနှစ်ယောက်လုံးမှာတကျွန်တော်တို့ benjamin sesco mario တန်တရာဆိုတဲ့စာရုပ်ဖြတ်သိမ်းခြင်းမရှိတာမှန်ပေမဲ့ခုနကပြောလို့ပဲ live set လေအကေခုနကပဲပြဿနာတွေကဘာလဲဆိုတော့ တကယ်နဲ့လို့တောင်းဟောင်းတာပေါ်ဆိုတောင်းလိုက်ပြီးစီးဦးမှာလေကျွန်တော်မမက်ရဒီရပိုင်းတွေမှာဒီကိစ္စနှစ်ခုဖြစ်တယ်ဂျီမီဂစ်တင်ဆက်အိုက်တမ်ပဲအာချယ်ဆီသင်းနဲ့ကော်မန်ဆိုယူရိုတန်း90ပဲပြီဂစ်တင်ရစာโอเคချယ်ဆီသင်းအုတ်ကင်းကားဆိုငါတို့ယူရိုတန်း90ပေးမယ်မဟုတ်ဘူး65တန်းဖြစ်သွားပြီမင်းတို့အဲ့ကစားသမားအရန်လူအဲ့နဲ့ငါတို့သိလို့65တန်းတင်လိုက်တယ်ဒီတိုင်းပဲခုလက်ရှိမှာဒါကျွန်တော်တို့ဗစ်တာကာယောက်ကစခုနာပေါ်လို့ပဲပထမအတူကစားသမားဘလူးမအဲ့လောက်ကြီးစိတ်ဝင်စားတာโอเคယူရို65တန်းပဲပြီအာတကယ်လဲခုနာပေါ်လို့ပဲလက်ရှိမှာ United ကောအာစနယ်ကောအသင်း3တင်းလောက်လဲစိတ်ဝင်စားလာကောအာမဟုတ်တော့ပြန်ယူရိုတန်း90လောက်နဲ့ငါတို့ကစားသမားဘယ်မှသွားမှာမဟုတ်ဘူးဆိုတဲ့အတန်ထွက်လာအဲ့တော့ အသင်းတွေရပြအခုနောက်ပိုင်းမှာဟိုနောက်ဘယ်လိုပဲ gentleman agreement ဆိုတဲ့ဥစ္စာတွေကိုလွယ်လွယ်ကူကူဖြတ်လာခဲ့တယ်။အရင်တော့ကဒီလိုမျိုးဖြတ်တာဆိုတာ love line တကောင်ပဲရှိတာမှတ်မှတ်ရတာကျွန်တော်တို့ဘဒူအာ Harry Kane နဲ့ Harry Kane နဲ့တော့လည်းသူ့နေတရားဝယ်အသင်းကနေပေးထွက်ရတာပဲပေးမထွက်လို့လည်းမရဘူးလို့တော့မပေးထွက်ခဲ့ရတာပဲ။ဒါပေမဲ့ပြန်စစ်စားကြည့်အောင်လက်ရှိမှာ Arsenal အသင်းနဲ့တိုက်စစ်မှုနေရာမှာဒါအာယုံဆိုက်ရမယ်ဆိုရင်ဘဒူခေါ်ပါလေ။ ပိတ်သက်တွေအနေနဲ့ညီကိုတွေအနေနဲ့ကိုဒါကျွန်တော်ဘဒုကို ခေါ်ခြင်းလေခေါ်ခြင်းတာတဲ့ဆိုရင်တော့ကို့အတင်းအတွက်ပို့ပြီးဘဒုကအသင့်တော်မလဲဖြစ်တဲ့မလဲအာဆိုအသင်းနဲ့ခုနကပြောသူပဲ16ရက်နေ့တင်းဆိုတာနဲ့ဒါအမြဲဆက်ဆက်ကစားသမားကို ခေါ်တဲ့နဲ့အာဒေတာကိုတန်ကဒီအပြောင်းရှင်မှာပုံမှန်လည်းသူပြောထားပြီးသားသူ့ရဲ့ဒါကျွန်တော်ယာတိချိုခြေစမ်းပွဲစဉ်မတိုင်ခင်မှာသူ့ရဲ့ကစားသမားအသစ်ဒီအသင်းကိုရောက်စီခြင်းနဲ့အဲ့ဒါမှဒါကျွန်တော်ယာတိချိုခြေစမ်းပွဲမှာဒီကစားသမားအသစ်ဒီကိုတုံးပြီးတော့တကယ့်ယာတိစတဲ့အချိန်မှာဒီကစားသမားတွေကအသင်းနဲ့အတူအန်ဝင်ဝင်ကြဖြစ်ဖို့အတွက်အာဆနိုရဲ့လက်ရှိမှာတွားဖို့ရှိတယ်အဲ့တော့ အာဒီတာကလူမတော်ဆိုလက်ရှိမှာဒီတိုင်းဆိုရင်တော့ကြာအောင်မဲ့သဘောရှိတယ်လက်ရှိမှာတရားဝင်သဘောတူထားတဲ့ဇူဘီမန်ဒီတောင်အသင်းနဲ့တက်ဖို့မရရသေးတဲ့အခြေအနေတွေကတော်တော်လေးကိုပြောစရာဖြစ်နေတာတော့အာဆနယ်အသင်းကတော့ဖြစ်နေစေဖြစ်ပါတယ်ဒါပါဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ you sport media 3 point ဆိုတဲ့ debate for you တို့မှာဂျင်းနုဆန်ပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း you sport media 3 point ဆိုတဲ့ debate for you တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်မဆော်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်လည်းအားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါ ါနိုင်ဘူးဗျမြန်မြန်ကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒီပါဗျ